ဟုတ်ကဲ့ပါထိုင်းမြန်မာနယ်စပ်မြဝတီမြို့နယ်ရွှေကုတ်ကိုမေထော်တလီကီကီပတ်နယ်ကြောက်ခတ်နေမြေဒီမှာကြားဖြန့်ငွေလိန်ခိုင်းနေရှိနေတဲ့အထင်မေထော်တလီရွာနာက ကီကီပတ်မှာတန်ရှင်းအလုပ်၅လစာမရပဲလုတ်ခဲ့ရတဲ့တောင်ကိုရီးယားနိုင်ငံသားကအခုလိုပြောလိုက်တာပါ South Korea South Korea Yes Do you have passport? Passport no have. Uh Thailand bomb see give me. Uh How long have you been here? You here? How long have you? Eighteen. Eighteen days. Yes. How long have you been Myanmar? Myanmar. How? Five months. Five months. Yes. Oh, you work in KK? KK yes. Park. Yeah. Oh, do you have salary? No. Salary no. Yes. What do you work in? KK Park မှာငါလအလုပ်လုပ်ခဲ့တာလားစာမရဘူး။ အဖမ်းခံရတာရက်80ကြာလဲနေခဲ့ရပြီးအခုလိုလွတ်မြောက်လာတာဝမ်တာကြောင်းတောင်ကိုရီးယားနိုင်ငံသားကအင်္ဂလိပ်ဘာသာနဲ့ပြောသွားတာပါဂျွန်လ10ရက်နေ့ကမြောက်ရီကနေကြားဖြန့်ဝန်ထမ်းတောင်ကိုရီးယားသား3ဦးကိုပြန်လည်ပို့ဆောင်ပေးခဲ့ရမှာကိုရီးယားအနာပိုင်တွေကမဲဆောက်မှာလွှဲပြောင်းယူတော့အခုလိုကေကေပတ်မှာ9လစာဒုက္ခမရအလုလုပေးခဲ့ရတာကို ပြောပြခဲ့တာပါ ဒီကြဖြတ်ငွေလိန်ခိုင်းနေကြတော့မြန်မာပြည်မှာပေါ်များနေတာကလုံးဝကုန်မဖြစ်တင်ပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကြဖြတ်ငွေလိန်ခိုင်းနေကြောင်းပဲထို့မီတာစုတွေမှာတော့ကျွန်တော်တို့အမီတကွဲဖားတကွဲနဲ့အသက်ဆုံးရှုံးခဲ့ရတာတွေရှိရဲ့တချို့တချို့တွေကြတော့လည်း သူတို့တွေကဒီညှဉ်းပန်းနှိပ်စက်ခံရတာတွေရှိတယ်အမျိုးသမီးတွေမှာလည်းနောက်ဆုံးလိန်အကျန်းဖက်ခံရတာတွေပါရှိတယ်လို့ကျွန်တော်တို့ကြားသိခဲ့ရတယ်ပေါ့နော်အဲဆိုတော့ကဒီချားဖြန့်လုပ်ငန်းကဘာတွေကို ကောင်းကျိုးပြုလဲဆိုတော့ဘာတစ်ခုမှ လူသားတွေအတွေ့ကိုကျွန်တော်တို့ကောင်းကျိုးပြုတာမရှိဘူးမြောက်ရီမှာ BGF ကချားဖြန့်ကိုစတင်နေနေခဲ့တဲ့2025ဖေဖော်ဝါရီလဆန်းကစဂျွန်လ10ရက်နေ့အထိ နိုင်ငံ25နိုင်ငံကလူအယောက်9114ဦးကိုဖမ်းထားပြီး8954ဦးပြန်ပို့ပြီးခဲ့တာမို့အယောက်360ပြန်ပို့ဖို့ကြံနေပါသေးတယ်ဒါအပြင်နောက်ထပ်လည်းထပ်မံဖမ်းဆီးနေတယ်လို့ BGF တာဝန်ရှိသူတူက ပြောထားပါတယ်ခင်ဗျာကျွန်တော်မောင်တူပါ 你们吃饱了没？